မင်္ဂလာပါကလေးတို့ရေဒီနေ့ဖတ်ပြမယ့်ပုံမြင်လေးကတော့ပါနဲ့တဲရှုံနဲ့မိုက်မဲတဲ့ချင်တိတခါတော့ကတောကိုအောက်ချုပ်နေတဲ့အင်းအချင်းမာတဲ့ချင်တဲ့တကောင်ရှိတဲ့သူဟာတနာညာတောင်မှုမရှိဘဲအချမ်းတတ္တဝါတွေကိုအကြောင်းမဲ့တက်ဖြစ်နေတာပေါ့ တနေ့မှာတော့တတဝါတွေအလုံးဟာရှင်သိမ့်ကိုအညက်ခံမှု အတူတူလာခဲ့ကြတယ်အရှင်ရှင်သိမ့်မင်းကြီးအရှင်ဟာကျွန်ုပ်တို့တွေကိုမလိုအပ်ပဲနေ့တိုင်းတက်နေပါတယ်တနေ့လင်းတတဝါတကောင်ကိုလိုပါကဆောင်းလောင်မှုကိုကျင်းနဲ့အားရဖို့လုံလောက်ပါတယ်ကျေးဇူးပြုပြီးဒီနေ့ကစလို့ကျွန်တော်တို့ထဲကတကောင်ကို တင့်စီနေတိုင်းစတပါမယ်ဒီလိုသာဆိုရင်တင့်လဲအမဲလိုက်ဆရာမလို့တော့ဘူးပေါ့ဒါဆိုကျွန်တော်တို့ရဲ့အသက်တွေလဲချွေတာနိုင်ပါလိမ့်မယ်တလေးဆန်ငယ်လေးတွေဟာစူပီးချင်းတဲ့မင်းကြီးကိုဒီလိုပြောလိုက်တဲ့ကွယ်ဒီလိုပြောတာကိုချင်းတဲ့ကြီးကလည်းသဘောတူလိုက်တယ် မှန်ပါတယ်ဒါပေမဲ့ကျုပ်တင်တို့ကိုသတိပေးလိုက်အောင်မယ်နေ့တိုင်းတရဝါတကောင်ကိုငါမရရင်တော့တင်တို့ကိုဆက်ပြီးတတ်ရလိုက်မယ်နော်သဘောတူညီမှုနဲ့အညီတတဝါတွေဟာမဲခွဲဆုံးဖြတ်ကြပြီးရွေးချယ်ခံရတဲ့တတဝါတွေကိုရှင်သိစီပုတ်ပေးကြတာပေါ့ဒါကြောင့်တခြားတတဝါတွေဟာရှင်သိတိုက်ခိုက်မှာကို ကြောင်ရွဆရာမလို့တော့ပဲပုံမှန်အတိုင်းတော်တယ်မှာခြေဦးတဲ့ရာလှောက်ရှားသွားလာနေရတော့တာပေါ့တနေ့မှာတော့ယုံတကောင်ရဲ့အလှဲ့ကိုရောက်လာခဲ့တယ်သူဟာချင်းသေးရဲ့ဂူစီထွက်ခွာလာခဲ့တဲ့အခါသူ့ရဲ့ချီလန်းတွေကိုနှေးနိုင်တလောက်နှေးအောင်ရှောက်လာခဲ့တယ် ရှုံကလေးဟာလမ်းမှာရေတွင်းတွင်းကို အမတ်မထင် တွင်းလိုက်ရတယ်။အနာကနေအောက်ကိုငုတ်ကြည့်လိုက်ပြီးသူ့ရိတ်ကို သူမြင်တော့သူဟာအစီအစဉ်တစ်ခုကိုစဉ်းစားမိလိုက်တယ်။မကြရှုံနိုင်တဲ့အစီအစဉ်ငါမှာရှိတယ်။ငါချင်းသေးကိုလှည့်ဖြားပြီးသူ့ကိုသိအောင်လောက်ရလိုက်မယ်။ဒါမှတို့တော်အေးချမ်းမှာ ုံကလေးဟာဒီလိုတွေးလိုက်တာပေါ့ဒီလိုနေယုံကချင်းသေးရဲ့ခုစီကို အရင်ကထက်နင်းနေလေးရှောက်လာပြန်တယ်နောက်ဆုံးမှာတော့ယုံကလေးဟာချင်းသေးရဲ့ကို ရောက်သွားခဲ့တယ်။နောက်ကျပြီးမှရောက်လာတဲ့အတွက်ချင်းသေးဟာဆောင်းလောင်ပြီးဒေါသထွက်နေတာပေါ့ သူဟာသူ့ရဲ့အစာအတွက်တစ်နေ့လုံးစောင့်နေခဲ့ရတယ်။သူ့ရဲ့နှကန်းကိုဆာလောင်မှုနဲ့ရက်လိုက်ပြီးနောက်နေ့မနက်မှာတတဝါတွေကိုညာနိုင်တဲ့လောက်များအောင်သတ်ဖို့စဉ်းစားနေခဲ့တယ်။သူဒီလိုတွင်းနေတော့မှပဲယုံကချင်းပင်းစီကိုချင်းကက်သွားပြီးကြွကြွနုံနုံနဲ့ဦးညကရပြုတ်လိုက်တယ်ဒေါသထွက်နေတဲ့ချင်းသေးက သင်ဟာတော်တော်ညံ့နေတတဝါပဲနောက်ကြယုံမကပဲတတော်လည်းသေးတာပဲပထမဆုံးငါမင်းကိုတတ်ပြီးငါရဲ့ဆံလောင်မှုကိုဖြေဖြောင်းရမယ်ပြီးတော့မငါကိုဒီလိုလှုပ်တဲ့ဇန်နဲ့တတဝါတွေအားလုံးကိုငါတတ်မယ်ချင်းတဲ့ကြီးကဒီလိုအော်လိုက်တာပေါ့ဒီတော့ယုံကလေးကโอ้ตะคิง ဒါကကြောက်ရဲ့အမှားမဟုတ်တလို့တခြားတတဝါတွေရဲ့အမှားလည်းမဟုတ်ပါဘူး။တင်ကျွန်ုပ်ကိုမတက်ခင်ရှင်းပြခွင့်ပြုပါ။ဒီလိုကြောကြောနုံနုံလေးပြောလိုက်တာပေါ့။ချင်းသေးကဟင်ဟောင်းလိုက်ပြီ။အပြောစရာရှိတာမြင်မြင်ပြောစမ်းငါဘိုက်စာနေပြီ။ရှင်းပြမှာဆိုလဲမြင်မြင်ရှင်းပြဒီလိုပြောလိုက်တော့ယုံကလေးက ဒီနေ့သိကိုဆက်သားရမှာကကျုပ်လှဲ့ပါဒါပေမဲ့ကျုပ်ကသိနေတဲ့အတွက်သင်ရဲ့ဆာလောင်မှုကိုကျင့်နေစီမှာမဟုတ်တာမို့နောက်ထပ်ယုံလေးကောင်ကိုကျွန်ုပ်နဲ့အတူပို့ပေးလိုက်ပါတယ်ဒါပေမဲ့လမ်းမှာကျုပ်တို့ကိုစားဖို့အဆင်သင့်ဖြစ်နေတဲ့ချင်းမေးတကောင်နဲ့တွေ့ခဲ့တယ်ကျုပ်တို့ကကျုပ်တို့ရဲ့တခင်ဆာလောင်မှုကိုဂရိပေးထားတဲ့အတိုင်း မိလိုင်းဖြစ်စီပေးရမှာလို့သူ့ကိုကျွန်တော်ကိုယ်တိုင်အနူးညွတ်တောင်းပန်ခဲ့ပါသေးတယ်ဗျာဒါကို तू ကလက်မခံမဲ तू ဟာဒီတောင်းရဲ့တခင်ဖြစ်တယ်ဒီနေ့ကစပြီးစပယ်ရလိုက်မယ်လို့ပြောတယ်ဒီလိုငါပြောတယ်လို့မလုပ်ဘူးဆိုရင် ခုမင်းတို့ဂရိပြုတ်ထားတဲ့ချင်းသိနဲ့ငါနဲ့ခွန်အားချင်းပြိုင်မှုငါစိန်ခေါ်ရလိုက်မယ်ငါပြောသလိုမလုပ်ချင်ရင်သူ့ကိုငါနဲ့ခွန်အားချင်းပြိုင်မှုငါရဲ့စိန်ခေါ်မှုကိုလက်ခံခိုင်းလိုက်ပါခွန်အားပို့ရှိတယ်လို့တတ်သိပြနိုင်သူကဒီတော်ကိုအောက်ချုပ်ရမယ်တင်းတို့တွေကတကောင်က ဒီသတင်းစကားကိုသိစီပို့ဆောင်မှုငါခွင့်ပြုတယ်။ကျန်တဲ့ယုံယုံလေးတွေကိုတော့တစားကန်ဖြစ်ခေါ်ရမယ်လို့သူကပြောပါတယ်။ဒါကြောင့်လမ်းမှာဒီလိုအခက်ခဲတွေနဲ့ရင်ဆိုင်နေရတာမို့ကျွန်ုပ်လုံးကြပြီးမှရောက်ရတာပါ။ကျေးဇူးပြုပြီးတင့်အကောင်းဆုံးဖြစ်မယ်ထင်တာကိုဆောင်ရွက်ပါဗျာ။ ရှုံကလေးဟာဒီလိုဆက်ပြီးပြောလိုက်တာပေါ့ဒါကိုကြားတော့ချင်းသိဟာဒေါသပိုကြီးလာတယ်ဆာလောင်နေတဲ့ဒေါသရောမခံကျင်စိတ်ဖြစ်တဲ့ဒေါသရောပေါင်းပြီးသူဟာဟိဟောက်လိုက်တယ်ဒီအယောင်ဆောင်ကောင်ကိုငါစီချက်ချင်းခေါ်ခဲ့စမ်းငါသူ့ကိုဖြစ်စီပြမယ် ဒီလိုလောက်ရမှာငါရဲ့ဒေါသတွေပြေသွားလိမ့်မယ်ချင်းတကြီးဟာဒေါသတကြီးနဲ့အော်ဟစ်နေတာပေါ့ရှုံကလေးကအိုးတခင်အဲ့ဒီချင်းတေးကအလွန်ခိုင်ခက်နေကူထဲမှာ နေပါတယ်ခိုင်ခက်လုံးဂျုံတဲ့နေရာကိုယူထားတဲ့သူ့ကိုတိုက်ခိုက်ဖို့ကခက်ခဲပါတယ် ဒါအပြင်သူ့ပုံကလည်းတတော်လေးတန်မာမဲ့ပုံပေါက်ပါတယ်။ရှင်ကလေးကချင်းသေးကြီးကိုမမြဲမဲ့ပြန်ပြောင်းလိုက်တယ်။ချင်းသေးကဟိန်ဟောင်လိုက်ပြီ။ဒါကမင်းကိစ္စမဟုတ်ပါဘူးကွာ။ဒါဆိုလေငါ့ကိုသူ့စီအခုချက်ချင်းခေါ်သွားပြီးစမ်းပါ။ဒီလိုပြောလိုက်တာပေါ့။ အဲ့ဒီနောက်ယုံကလေးဟာရှင်သိမ့်ကို သူ့လမ်းမှာအမှန်ပတင်တွေ့ခဲ့တဲ့ရေရင်းစီကိုခေါ်ဆောင်လာခဲ့တယ်။ရရောက်ချင်းယုံကလေးကရေရင်းစီကိုညှို့ပြပြီးအိုးတခင်ကျွန်ုပ်တို့ကတင့်ရဲ့အင်အားကိုယုံမောင်းဖွယ်မရှိပါဘူး။ရှင်တိတ်ကတော့ဒီလုံခြုံတဲ့နေရာမှာပုံနေပြီ ဒီလိုလိန်ညာပြီးပြောလိုက်တာပေါ့ဒီတော့မိုက်မဲတဲ့ချင်းသေးဟာရေရွေးနားပေါ်ကို မတက်ရက်လိုက်တဲ့အခါ အောက်ကရေထဲမှာသူ့ရဲ့ပုံရိပ်ကိုမြင်ရပြီးသူ့ကိုစိန်ခေါ်တဲ့ချင်းသေးဖြစ်ရမယ်လို့တွေးမိလိုက်တယ်သူဟာသူ့ပုံရိပ်ကိုစွန်းအားတွေဒေါသတွေနဲ့ဟိတ်ဟောက်လိုက်တယ် က်ဟင်းတဲ့ဟာရေတွင်းတဲကနေပိတ်တင်တဲ့ဖြစ်ပြန်လာတာပေါ့ဒါကိုကြားတော့ချင်းတေးကဒေါသဖြစ်ပြီးသူ့ပုံရိပ်ကိုတိုက်ခိုင်းပို့ရေတွင်းလေးကိုခုန်ချလိုက်ပါတော့တယ်ကွယ်ရှုံလေးဟာသူ့ရဲ့အစီအစဉ်ကိုအောင်မြင်အောင်လှောက်ဆောင်နိုင်ပြီးမို့တော်တော်လေးပြုတ်သွားခဲ့တယ်သူဟာတခြားတတဝရစီပြန်တဲ့လမ်းမှာကနေခဲ့ပြီး သူတို့ကိုဘာဖြစ်ခဲ့တယ်ဆိုတာဖြစ်ကြောင်းကုံစင်အားလုံးကိုပြုံးပြလိုက်တယ်။ကလေးတို့ရေပုံမြင်လေးရတော့ဒါပါပဲနော်။တခြားတတ္တဝါတွေဟာယုံလေးကို သူရဲကောင်းလို့ကြိုဆိုကြပြီးသူ့ရဲ့ပါနတ်မှုကိုချီးကျူးကြတာပေါ့ကွယ်။ဒီချိန်ကစားလို့တတ္တဝါတွေဟာ တော်ထဲမှာပျက်ပျော်ရွှင်ရွှင်နဲ့မြင့်မတ်စွာသွားလာကြဆာကြတော့တာပေါ့ကွယ်။ ဒီနေ့တော့ဒီလောက်ပါပဲနော်။